မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလစ်လာဆန်းစစ်ကြည့်မယ့်အကြောင်းအရာကတော့လူတော်တော်များများရင်ဆိုင်နေရတဲ့ဘိုက်ပူတဲ့ပြဿနာအကြောင်းပါပဲဟုတ်ကဲ့ပါခင်ဗျာအများစုကတော့ဘိုက်ပူရာကိုဟိုဝမ်ဘိုက်မှာအစီတွေစုနေလို့ပဲလို့ထင်ကြတာပေါ့နော်ဟုတ်ပါတယ်ဒါကအများစုတီးထားကြတာပေါ့ဒါပေမဲ့လေဒီနေ့ကျမတို့လစ်လာသုံးသပ်မယ့်စောင်းပါတစ်ခုမှာတော့တော်တော်လေးကြွေးပြတဲ့အမြင်တစ်ခုကိုတင်ပြထားတာတွေ့ရတယ်ဟုတ်ဘလို့မျိုးလဲခင်ဗျအဲ့ဒါကတော့ ဗိုက်ပူတာဟာဥမာကြီးတဖြည်းဖြည်းတုန်ခိုင်လာတာကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အဆိုဖြူချက်ပါပဲ။အော်ဥမာကြီးတုန်ခိုင်လာစိတ်ဝင်စားစရာပဲဆိုတော့အစီကြောင်းမဟုတ်ပဲဥလန်းကြောင်းပြဿနာလို့ဆိုလိုတာပေါ့ဟုတ်ပါတယ်ဒီဆောင်မရဲ့တင်ပြချက်တွေကိုအသေးစိတ်လေးလာကြည့်ဖို့ပြီးတော့သူဖော်ပြထားတဲ့မြန်မာရိုးရာကုထုံးတစ်ခုအကြောင်းကိုပါဆန်းစစ်ကြည့်ဖို့ရွေးပါတယ်ရှင်ကောင်းပါပဲဒီဆောင်ပါရဲ့အဆိုကိုအဓိကထားပြီးဆွေးနွေးကြည့်ကြတော့ပေါ့ဟုတ်ကဲ့ဆိုတော့အသက်အရွယ်လေးရလာတဲ့အခါပိုတိတာလာတတ်တဲ့ဘိုက်ပူချင်းက ဥမာကြီးတဲ့ကြီးမားတုတ်ခိုင်လာတာနဲ့ဆက်ဆက်နေနိုင်တယ်ဆိုတဲ့အချက်ကိုသူတို့ဘလို့ရှင်းပြထားလဲရှင်ဒီဆောင်းမတဲ့ရှင်းပြချက်အရာကတော့လေနစ်ပေါင်းများဆိုတာကျွန်တော်တို့စားသုံးခဲ့တဲ့အစာဟောင်းတွေကနေဖက်ပေါ်လာတဲ့အနီးနစ်တွေပေါ့သူသုံးထားတဲ့စကားအတိုင်းဆိုမစင်ချိုးတွေလို့ပြောရမှာပေါ့မစင်ချိုးဟုတ်ကဲ့အေးအဲ့ဒီမစင်ချိုးတွေကဦးနိုင်ရနဲ့မှာတဖြည်းဖြည်းကန့်ညီစုပေါင်းလာလို့ဆိုပါတယ်อืมဘာကြောင့်အဲ့လိုကန့်ညီရတာလဲရှင်အဓိကကတော့ရေတောက်နေတာ အမြန်တက်စားသုံးမှုနည်းပါတာပြီးတော့ကိုယ်လည်းလှုပ်ရှားမှုနည်းတာလေးကြောင့်လို့သူကဖော်ပြထားတယ်။ဒီချက်တွေကြောင့်အစာဟောင်းတွေကဥထဲမှာကြာကြာပိုရှိနေပြီးအနေထိုင်ဖို့အခွင့်အလမ်းများသွားတယ်လို့ယူဆပုံရပါတယ်။ဟုတ်ကဲ့။ဆောင်းမထဲမှာဥပမာတစ်ခုလည်းပေးထားသေးတယ်နော်။အမေရိကန်ကလူတယောက်အကြောင်းအာဟုတ်ပါတယ်။အဲ့ဒါကတော်တော်လေးတော့ပြင်းထန်တဲ့ဥမာပေါ့။ဘိုက်အရင်ပူတဲ့လူတယောက်တေဆုံးပြီးနောက်ခွဲစိတ်စစ်စစ်မှုလုပ်ကြည့်တော့သူ့ရဲ့ဥမာကြီးတွေကပုံမှန်မဟုတ်ပဲ။ အချီးကြီးဖြစ်နေတာဟုတ်ကဲ့ပြီးတော့အတွင်းနံရတယ်မှာလဲဟိုအနံ့တော်တော်ဆိုးတယ်မစင်ချိုးဒီအများကြီးကတ်နေတာတွေ့ရတယ်ဆိုပြီးဖော်ပြထားတယ်လူဦးလန်းချောင်းကအရှိကြီးပဲနော်ပေ20ကျော်30နီးပါးရှိတယ်ဆိုတော့ဟုတ်ပါတယ်အဲ့လောက်ရှည်လျားတဲ့ဦးလန်းချောင်းမှာတိလို့အနေကြွစူပုံရာမျိုးကဖြစ်နိုင်ကြီးရှိတယ်လို့ဆောင်းပါးကတုံးတက်ပြတာတာပေါ့ဒီလိုမစင်ချိုးလေစူပုံလာခြင်းရဲ့ချမ်းမာရဲ့တက်ရောက်မှုကတော့ဘလို့ရှိလဲရှင်ဆောင်းပါးမှာဘာပြောထားတွေ့လဲ ဒီစုပုံနေတဲ့အရာတွေကနေအစိတ်အတောက်တွေထွက်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီအစိတ်အတောက်တွေကဥဉဏ်ရံကနေတဆင့်တွေးကြော်တွေကိုစိတ်ဝင်နိုင်တယ်။อืมတွေးတဲ့ဝင်ရောမကောင်းဘူးပေါ့။ဟုတ်ပါတယ်။ရေရှည်မှာအမျိုးမျိုးသောယောဂတွေထိဖို့အားပေးနိုင်တယ်လို့အသက်ရှည်ကြမ်းမာရေးကိုပါထိခိုက်စေနိုင်တယ်လို့သူကဆိုပါတယ်။ဒါကတော့ဆောင်းပါရဲ့တင်ပြချက်ဖို့လေ။ဟုတ်ကဲ့။ဒါဆိုဖြည့်ရှင်းနည်းကိုကြည့်အောင်။နေမြန်ကြမှာတော့1 2 set တော့ပါတော့တုံးကြတယ်လို့ဆိုလေ။ ဝမ်ချူဆက်တွေစိတ်ရည်သွင်းတန့်စင်တာတွေရှိတယ်လို့တော့ဆောင်းပါးကအချင်းချုပ်ဖော်ပြထားတယ်။ဒါပေမဲ့မြမပြီမှာတော့ဒီနီးတွေကတိတ်ပြီးအသွုံးမသွင်းကျဲသေးမှုခက်မစားသေးဘူးလို့သူကမှတ်ချက်ပြုထားတယ်။အဲ့ဒါကြောင့်မြမရိုးရာနီးကိုပိုအလေးပေးပြောထားတာဖြစ်မယ်နော်။ဟုတ်ပုံရပါတယ်။သူအဓိကဖော်ပြတာကတော့ကင်ပွန်းချင်ရွက်ကိုအသုံးပြုတယ်နီးပါ။ကင်ပွန်းချင်ရက်အိမ်ထဲမှာဟင်းချက်စားကြတဲ့အရွက်ပွန်း။ဟုတ်ပါတယ်။အဲ့ဒီကင်ပွန်းချက်မှာတဘာဝဆက်ပြလို့အာနိသင်မျိုးရှိတယ်။ ဦးနိုင်ရမှာကတ်နေတဲ့အညစ်အကြေးတွေအဲ့ဒီမစင်ချူတွေကိုစေကြောတန့်စင်ပေးနေတယ်လို့ဒီဆောင်းမကယုံကြည်ထားပုံရပါတယ်။ဟုတ်ကဲ့အတုံးဖြူပုံကိုလည်းသူကအစင်စင်ရှင်းပြထားတာစိတ်ဝင်စားစရာပဲ။နိလေစာမှာကင်ပွင့်ချင်ဝက်ဟင်းချူကို ခပ်ပစ်ပစ်လေးချက်တော့ခို့ဆိုထားတယ်။ဟုတ်ကဲ့အားရပါရထောက်ခိုင်းတာ။အဲ့ဒါကဟိုဦးနိုင်ရန်ကမစင်ချူတွေကိုစပ်ပြနဲ့မူးလိုက်တယ်လို့မျိုးလွတ်ဆောင်းတယ်လို့သူကဥပမာပေးထားတယ်။ပြီးတော့ညနေပိုင်းကြနေရော ညနေပိုင်းမှာကျတော့အမြန်တက်ကြွယ်ဝတဲ့အရွက်ကြော်တမျိုးမျိုးပေါ့ဥပမာဂောရခညွန့်ကြော်လိုမျိုးစတုံးဖို့ဆိုထားတယ်။ဒါကကျတော့တမျက်ကြီးနဲ့လဲကြုံတန့်ရှင်းရဲလုတ်တဲ့သဘောမျိုးလို့သူကပုံဖော်ထားတယ်။အာစပြတိုင်းပြီးတမျက်စီနဲ့လဲတာပေါ့နော်။ဟုတ်ဟုတ်အဲ့လိုလိုမျိုး။ထက်ဆောင်အကြံပြုချက်အနေနဲ့ညအိယမဝင်ခင်ပန်းတီတလုံးစားတာ။ဟုတ်ကဲ့။ပြီးတော့ညနေပိုင်းလမ်းချောင်းတာရေများများတောက်တာတွေကိုလည်းလုံဆောင်ဖို့တိုက်တွန်းထားတယ်။ဒီအဆင့်ဒီအကုံလုံးပေါင်းလုပ်လိုက်ရင်ဘလို့ရလက်မျိုးမျော်လင့်နိုင်မလဲရှင်။ နောင်နေမနက်မှာဝိုင်းကောင်းကောင်းသွားမလို့ဆိုပါတယ်သူသုံးထားတဲ့စကားအတိုင်းဆိုရတော့တခွီခွီတစီစီနဲ့ဤပါပြီးပေါ်လေအဟုတ်ကဲ့အဲ့ဒီခါမှာမစင်ချိုးဒီအချီအချွဲဒီပါသွားပြီးဦးလန်းချောင်းတိတိတာတာတန့်စင်သွားမယ်ဝမ်းချူတတ်တဲ့သူတွေတောင်းဝမ်းမမှန်သွားနိုင်မယ်လို့ဆောင်းပါမှာမျောလင့်ချက်ပေးထားပါတယ်ဒါကိုဘလို့ကြာကြာလောက်ရမလဲတပတ်တစ်ခါလောက်ပုံမှာလောက်သွားရင်ပေါ့တနေ့လောက်ကြာတဲ့အခါမှာဘိုက်တိတိတာတာချက်ရက်လာပြီး လူလဲပေါ်ပါလန်းဆန့်လာမယ်လို့ဆိုထားပါတယ်။อืมအထူးသဖြင့်အသက်ကြီးလာလို့ဘိုက်ပူပြီးအစားလျှော့လဲဘိုက်မကြဘူးဖြစ်နေတဲ့သူတွေအတွက်စိတ်ဝင်စားစရာပဲเนาะဟုတ်ပါတယ်။သူတို့တွေဒီနီလန်းကိုစဉ်းစားကြည့်တင်တယ်လို့အကြံပြုထားတာတွေ့ရပါတယ်။ဟုတ်ကဲ့ဒီလိုဒီဆောင်မတစ်ခုလုံးကိုခြုံငုံကြည့်လိုက်နေအဓိကပြောချင်တာကဘိုက်ပူတယ်ဆိုလားအစီချောင်းချိပဲမဟုတ်ပဲဥလန်းချောင်းထဲမှာနရှိလာမြစုပုံလာနိုင်တဲ့ဟိုမစင်ကြိုးလို့အနီးအနက်တွေကြောင့်လည်းဖြစ်နိုင်နေဆိုတဲ့အချက်ကို ထက်စဉ်းစားဖို့လိုတယ်ဆိုတာပဲเนาะမှန်ပါတယ်ဦးလန်းကြောင်တင်ရှိရဲ့အရေးပါမှုကိုဒီဆောင်းပါးကအလေးဖိတင်ပြသွားတာတွေ့ရပါတယ်တကတော့ဒီဆောင်းပါးကတင်ပြတဲ့ရှူထုံတစ်ခုပေါ့လေဟုတ်ကဲ့ပါဒီအချက်လက်တွေကိုလေ့လာပြီးတဲ့အခါမှာတော့နောက်ထပ်စဉ်းစားစရာလေးတစ်ခုပေါ်လာပါတယ်ရှင့်ဟုတ်ကဲ့ ာမြတ်ဖြစ်မလဲခင်ဗျာဒီဆောင်မမှာဖော်ပြထားတဲ့ကင်မွန်ရနီလန်းလိုမျိုးရိုးရနီးဒီအပြင်းပေါ့နော်ကျမတို့ရဲ့ဦးလန်းချောင်းကိုရေရှည်မှာတန်ရှင်းပြီးကြောင်းမာနေအောင်အထောက်ကူပြုနိုင်မယ်တခြားဘလူသဘောဟာဝနီလန်းဒီဒါမှမဟုတ်အစားတောက်နဲ့နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေရှိနိုင်အောင်မလဲဆိုတာကိုလည်းဆက်ပြီးဆင်ခြင်ကြည့်ဖို့ကောင်းပါတယ်လို့တင်ပြရင်ဒီနေ့ပဲအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါစီ